ဒီနေ့မှာတော့ TikTok တွေ TikTok account တွေလုံခြုံအောင်လို့ကျွန်တော်တို့အဲ3 step ခန်းကြီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်က3 step လို့သုံးနှုန်းရခြင်းဆိုတာကကျွန်တော်ဖုန်းနံပါတ်ကောကျွန်တော်တို့ password ကောပေါ့เนาะကျွန်တော်တို့ Gmail ကုတ်ကောခံထားတာဖြစ်တဲ့အတွက်3 step လို့သုံးနှုန်းခြင်းဖြစ်ပါတယ်ဒီကောင်2 step လို့အများဆုံးသုံးကြတယ်ပေါ့เนาะကျွန်တော် i dot ဒီ3 step ခံဖို့ခန်းကြီးလေးကိုပြောပြပေးမယ်เนาะ i dot TikTok account လေးကိုကျွန်တော်ဝင်လိုက်မယ် ီနေရာရောက်လာရင်ကျွန်တော်တို့ကဘေးနားကဒီမြင်သုံးကြောင်းပေါ့နော်အဆက်၃ဆက် Android ဖုန်းတွေမှာဆိုဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီအောက်ဆုံးကကျွန်တော်ဆက်ဆက်သွားပုံလေး setting and privacy ဆိုတာလေးကိုနှိပ်မယ်ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ကဒီ security ဆိုတဲ့ဒီစာကြောင်းလေးကိုနှိပ်မယ်ပေါ့နော်ဒီနေရာဒါလေးကိုနှိပ်လိုက်မယ်โอเคဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ စကြူရီချက်အပ်ရှိမယ်စကြူရီအလန်းရှိမယ်မနီဒရိုက်ရှိပေါ့နော်ဒါလေးတွေလည်းကျွန်တော်ပြီးရင်ပြောပြပေးမယ်ဒီနေရာရောက်လာကျွန်တော်ကဒီမှာ two step က off ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော် two step လေး on ပေးလိုက်မယ် okay ဒီနေရာရောက်လာပြီဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ password ဆိုတဲ့နေရာလေးကိုလည်းကျွန်တော်တို့အမှန်ချစ်ပေးထားမယ်ဒီက email ဆိုတာလေးကိုကျွန်တော်တို့အမှန်ချစ်ပေးထားမယ်ဒီဖုန်းဆိုတာလေးကိုလည်းအမှန်ချစ်ပေးထားမယ်เนาะဒီနေရာလေးကိုအမှန်ချစ်ပေးလိုက်မယ်เนาะ ဒီနေရာလေးအမှန်ကျစ်ပေးမယ်ကျွန်တော်ဒီနေရာလေးဒီနေရာလေးကိုတော့ကျွန်တော်ဒီတိုင်းထားလိုက်မယ်ပေါ့နော်ဒီ၃နေရာကိုကျွန်တော်တို့ကဒါအမှန်ကျစ်ပေးလိုက်မယ်ဒါ3 step ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာ password ရဲ့ gmail နဲ့တဆင်ရဲ့ဖုန်းနဲ့တဆင်ရဲ့ okay ဒီအောက်က turn on လေးဆိုတာလေးကျွန်တော်ဆက်နှိပ်လိုက်မယ် okay ဒီနေရာရောက်လာပြီဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလေးပြရပေါ့နော်ဒါကဒီလိုမျိုးပြရင်ဒါ time ဖုန်းနံပါတ်နဲ့သူက ါချိတ်ဖို့ပေါ့နော်ဟိုပြတာအဲ့တော့ကျွန်တော်တို့ကမြန်မာဖုန်းနဲ့ချိတ်မယ်ဆိုဒါထိုင်းဖုန်းပြတာအဲ့တော့ကျွန်တော်တို့မြန်မာကိုရှာရမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာလေးမှာဒီနေရာလေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်မယ်โอเคဒီလိုရောက်လာဒီလိုရောက်လာပြီကျွန်တော်တို့ကဒီလိုမျိုးဆွဲပြီးတော့ရှာလို့ရှိရင်ကြာနေမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ search ဒီ search bar လေးမှာကျွန်တော်တို့ကမြန်မာဆိုတာလေးအင်္ဂလိပ်လိုရိုက်ထည့်လိုက်မယ်เนาะအဲ့တော့ MY နှလုံးရိုက်တဲ့နည်းမြန်မာပေါ်လာပြီတော့เนาะကျွန်တော်မြန်မာတွေရဲ့အရှေ့ကဖုန်းကုန်းနံပါတ်က +95 ပေါ့เนาะကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်โอเคဒီမှာเนาะဒီမှာမြန်မာ +95 ပေါ်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်ဖုန်းနံပါတ်လေးရိုက်ထည့်လိုက်တော့မယ်เนาะမြန်မာဖုန်းနံပါတ်လေးအဲ့တော့ကျွန်တော်မြန်မာဖုန်းနံပါတ်ရိုက်ထည့်လိုက်မယ်ကျွန်တော်ကဒီအခြားဖုန်းတွေကထည့်ထားတဲ့ဟိုဖုန်းထည့်လိုက်မယ်เนาะဒီဖုန်းတွေကဖုန်းနံပါတ်တွေကကျွန်တော်အသုံးပြုပြီးသားဖြစ်လို့မှတ်သုံးရသေးတဲ့ဖုန်းထည့်မယ်เนาะ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အာတစ်တော့ကနေပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုကုတ်6လုံးတွားဖို့မှာဖြစ်ပါတယ်ဗောနော်အဲ့တော့ကြည့်လိုက်မယ်เนาะ โอเคတစ်တော့ကကျွန်တော်ဖုန်းနံပါတ်ကိုကုတ်6လုံးပို့ပြီเนาะအဲ့ဒါလေးရိုက်ထည့်လိုက်မယ်โอเคတစ်တော့ကပို့လဲကုတ်6လုံးကျွန်တော်ရိုက်ထည့်လိုက်ပြီเนาะ โอเคဒီလိုနေရာရောက်လာပြီเนาะဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီ skit ဆိုတာလေးနှိပ်မယ်เนาะဒါဒါလေးနှိပ်ပြီးကြော်လိုက်မယ်ပေါ့เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3 step ခံတဲ့အဆင့်လေးပေါ့เนาะအဲ့ဒီမှာဒီမှာတွေ့တာကျွန်တော်ဖုန်းနံပါတ်နဲ့ဒီမှာ on သွားပြီเนาะဒီမှာ gmail နေရာလဲ on သွားပြီเนาะဒီမှာ password ဆိုတာလေးလဲ on သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့3 step ခံတဲ့အဆင့်လေးအောင်မြင်ပြီ သွားပါပြီပေါ့เนาะကျွန်တော်ဒီဒီ password ဆိုတဲ့နေရာလေးမှာဒီနေရာမှာကျွန်တော်မမှတ်မိဘူး password တွေဆို password ချိန်လို့ရရပေါ့เนาะအဲ့တော့ကျွန်တော်ဒီ on ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ကဒီမှာပေါ့เนาะ remove လုပ်လို့ရတယ်ကျွန်တော်တို့ဒီ password ကိုเนาะ remove ဒါက two step ဖြုတ်လိုက်တာပေါ့เนาะ remove မလုပ်ဘူးကျွန်တော်တို့ update လုပ်မယ် okay အဲ့ဆိုကျွန်တော် update ဆိုတာလေးနှိပ်လိုက်မယ် okay အဲ့ဒါဆိုကျွန်တော်ဖုန်းနံပါတ်ကိုသူကကျွန်တော် password တစ်ခါချိန်တိုင်းချိန်တိုင်းမှာ သူကကျွန်တော်တို့ကိုဒီကုတ်နံပါတ်ပို့တာပေါ့เนาะအဲကုတ်နံပါတ်ကိုကျွန်တော်တို့အရင်တွားယူလိုက်မယ်เนาะတခါလေကြာလို့ရှိရင်ကျွန်တော်တို့ဒီကုတ်နံပါတ်တွေအနေနဲ့ဟိုကြာတတ်တယ်ပေါ့เนาะ line မကောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အဲသူတို့ TikTok ကဒီပို့တဲ့ကုတ်နံပါတ်ကနည်းနည်းကြာတယ်ပေါ့เนาะကြာလို့ရှိရင်ကျွန်တော်ဒီနေရာမှာနောက်တစ်ချိန်လောက်နှိပ်ကြည့်လိုက်ပေါ့เนาะအဲဒါဆိုပို့လိုက်မယ်ပေါ့เนาะတခါကြာရင်ကျွန်တော်ကုတ်ဖုန်းနံပါတ်တွေဟိုကုတ်နံပါတ်က နည်းစောင့်ရတာမျိုးတွေရှိတယ်เนาะအားအမျိုးဆိုကျွန်တော်တို့ကဒီလိုမျိုးတွေထပ်ပေါ်လာဒါဆိုကျွန်တော်တို့ကဒါလေးကိုထပ်နှိပ်လိုက်မယ်เนาะ Okay အားဆိုနောက်ထပ်တော့2မိနစ်စောင့်မယ်ပေါ့เนาะကုန်နံပါတ် Okay အားဆို TikTok ကကုန်နံပါတ်6လုံးပို့ပြီเนาะကျွန်တော်ရိုက်ခဲ့ပေးလိုက်မယ် โอเคဒါဆိုရှင်ဒီဟုတ်နံပါတ်ပို့ပါကျွန်တော်တို့ဒီမှာเนาะ password ပေးတဲ့နေရာရောက်လာပြီဗောနော်ဒီနေရာမှာကျွန်တော်တို့က password ကိုဘယ်လိုပေးရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာဟိုအင်္ဂလိပ်အခရာဗောနော်စုစုပေါင်း၈လုံးပေးရအောင်ကျွန်တော်တို့ဒီမှာအစုံကျွန်တော်ဘယ်လိုပေးရမလဲကျွန်တော်ပြပြပေးမယ်เนาะအထားပါတော့ကျွန်တော်ကဒီမှာမြန်မာလို့ပေးလိုက်မယ်เนาะ m y a n m a မြန်မာကျွန်တော်ဒါလေးကိုမမမမြင်ဒီမျက်လုံးပုံလေးကိုနှိပ်ထားလိုက်ဒီမှာမြန်မာလို့ပေးသွားပြီ မြန်မာပြီးလို့ရှင်ကျွန်တော်တို့ကဒီအနောက်ကနေပြီးတော့ကဏ္ဍတစ်ခုတင်ကြတာတစ်ခုပေးလိုက်မှာပေါ့နော်ကျွန်တော်တို့ကမြန်မာ96လို့ပေးလိုက်မယ်โอเคကျွန်တော်ရယူလိုက်မယ်เนาะโอเคဒီလိုပြီးလို့ရှင်ကျွန်တော်တို့ကဒီမှာနှိပ်ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเคဒါဆိုလို့ရှင်ကျွန်တော်တို့ရဲ့ account တွေကကျွန်တော်တို့ဒီမှာ 3 step ဖြစ်သွားပါပြီပေါ့နော်ဒီမှာ password လည်းခံပြီးသွားပြီကျွန်တော်တို့ကုတ်နံပါတ်တွေပို့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းနံပါတ်တို့ gmail တို့ဒီကိုပို့มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းဒီ TikTok account တွေကဒါ3 step ခံတဲ့အဆင့်ကိုပြီးသွားပါပြီမသိတာရှိလို့ရှိရင်ကျွန်တော် comment မှာမရှင်းမလင်းတာရှိရင်မှတ်ထားခဲ့လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာပြန်ထွက်လိုက်မယ်နော်